thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့စစ်ကောင်ဆောင်မင်းအောင်လိုင်းကနိုင်ငံတကာခီးစဉ်ရှိတိုင်းအပြည့်ရဟန်ပြတက်တန်းတို့ပြီးနမိကောင်းယူနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကငလင်တန်တဲ့ပြည်လည်ထူထောင်ရေးအတွက်အပြည့်ရတက်တန်းထပ်မံတိုးလိုက်ကြောင်းမင်းကမေလ6ရက်ကထုတ်ပြန်ကြေညာခဲ့ပါတယ်စစ်ကောင်စီကမေလ6ရက်မှ31ရက်လကုန်ထိရှားဤပြက်ခတ်ရဲစိုင်းကာလကိုထပ်တိုးလိုက်တာဖြစ်ပြီး၃ချိန်မြောက်တက်တန်းတိုးခြင်းဖြစ်ပါတယ်စစ်ကောင်စီကအပြည့်နှစ်ရက်မှ22ရက်နေ့ထိတကြိမ် AB 23ရက်မှ30ရက်နေ့ထိတကြိမ်အပြည့်ရဲ့ကြောင်းကြီးညာပြီးရဲ့နောက်အခုကတတိယကြိမ်ဖြင့်ထပ်မံအပြည့်ရဲ့ကြီးညာခြင်းဖြစ်ပါတယ်။ဒီလိုအပြည့်ရဲ့တက်တန်းတူမှုကစစ်ကောင်ဆောင်ပူဇော်မှုကြီးမြောင်လိုင်းကနိုင်ငံတကာခီးစဉ်ရှိတိုင်းအပြည့်ရဲ့ဟန်ပြတက်တန်းတူပြီးနာမည်ကောင်းရှုပြနေခြင်းသာဖြစ်ကြောင်းစီးရီးများကိုလိလာတုံသက်နေတဲ့စီရီယံဘူကြီးစင်ရောကတုံသက်ပြောဆိုပါတယ်။ AB 30ရက်နေ့မှာတက်တန်းကုန်သွားတယ်။ဒါပေမဲ့ဒီနေ့မြောင်လိုင်းရုရှားကိုသွားမယ်ပေါ့နော်။သူသွားကန်နေရကြမှာသူကတ်တူတာနိုင်ငံတကာလူတွေနဲ့စကားပြောတဲ့အခါကျသူပြောပြမှာပေါ့။ဇန်နဝါရီ တော့အပြည့်ရက်ခဲ့တယ်ဒါပေမဲ့တော်လန်းအင်အားစုတွေကိုအကြမ်းဖက်အမိတက်ပြီးတော့အကြမ်းဖက်တွေကတိုက်ခိုက်နေရလို့ဒါသူ့မှာပြန်လဲပြီးတော့ခုခံနေရတယ်ဆိုတဲ့အညီထားမျိုးရအောင်လုပ်တာပဲဖြစ်ပါတယ်တကယ်တမ်းစိတ်စည်တနာမှန်ရင်30ရက်နေကိုရင်မီလာ1ရက်နေမှာတိုးရမှာပေါ့နော် CDM ဘူကြီးစင်ရောကပြောကြတာပါစစ်ကောင်စီကစကိုင်းငလင်းလောက်ခတ်ခဲ့တဲ့မလ28ရက်မှာ AB 30ရက်နေထိလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုအကြိမ်400ကျော်ရှိခဲ့ပြီးလူပေါင်း300ကျော်တိဆုံးခဲ့ကြောင်းဒေသတရင်အရေးမြစ်တွေရဲ့အချက်လက်တွေကိုစုစည်းထားမှုရသိရပါတယ်စစ်ကောင်စီကဒီလိုထုတ်ပြန်စာ သာထုတ်ပြန်တာလေးဆောင်တိုက်ခိုက်မှုရောမြေပြင်စစ်ကြောင်းဒိုးရာတွေရောရက်တက်မသွားပါဘူးတခုမမိအောင်ပဲထင်ပါတယ်သူထိုင်းနိုင်ငံကိုသွားကာနေတော့ငါအပြစ်ရက်ဆိုပြီးချိန်ညာသွားခဲ့တာမျိုးရှိပါတယ်နိုင်ငံသားခီးစင်မှာနိုင်ငံတကာကိုလေစားခြင်းလို့အပြစ်ရက်တက်တန်းတူတယ်လို့ထုတ်ပြန်ခြင်းများသာဖြစ်ပါတယ် တကယ်ကတော့အပြစ်လည်းမရက်ပါဘူးအကျဉ်းလည်းမရက်ပါဘူးလို့ CDM စစ်သားဗိုလ်ကြီးစင်ရောကဆက်လက်ပြောကြားပါရင်းဒါအပြင်ညံလင်းထေသူတေသနာဖွဲ့ရဲ့အချက်လက်တွေအရစစ်ကောင်စီတပ်က2025ခုနှစ်ဇန်နဝါရီလမှ EB လာတီလေးလာတွင်လေးချောင်းတိုက်ခိုက်မှု1005ကြိမ်ပြုလုပ်ခဲ့ပြီးလေးချောင်းတိုက်ခိုက်မှုကြောင့်ရက်သားတေဆုံးသူ665ဦးရှိပြီးထိခိုက်ဒဏ်ရာရရှိသူ1136ဦးရှိကြောင်းသိရပါတယ်။နောက်ထပ်တပုံးအနေနဲ့ AA နဲ့ဆက်သွယ်မှုပေါ်စစ်ကောင်စီကန့်ကွက်ချက်ကိုဘင်္ဂလားဒေ့ရှ်ပယ်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်ကအာရခတက်တော် AA နဲ့ဆက်သွယ် င်မှုပေါ်မြန်မာဘက်ကကန့်ကွက်ချက်ကိုမျိုးသားလုံခြုံရေးအကြံပေးကပေးချလိုက်ပါတယ်။မိမိတို့ကြားဖြတ်အစိုးရအနေနဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်မြင့်တင်ဖို့အတွက်လိုအပ်တယ်လို့ယူဆတယ်။ဘယ်အဖွဲ့အစည်းမှဆိုချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောပါတယ်။ မြန်မာစစ်ကောင်စီကအာရခတက်တော်အေးနဲ့ဆက်သွယ်မှုပေါ်ဆိုရင်ကြောင်းစာပေးပို့ပြီးရနောက်ဘင်္ဂလားဒေ့ရှ်ရဲ့သဘောထားနဲ့ပတ်သက်ပြီးမေလ6ရက်နေ့ကနိုင်ငံခြားရေးဝန်ကြီးဌာနမှသတင်းထောက်တအုပ်ကမင်းမြတ်ခေရပြောကြားခဲ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်ကအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ကြောင်းကျွန်တော်တို့ရဲ့အကျိုးစီးပွားအတွက်လူချင်းနဲ့သူတိုင်းနဲ့တွဲဆောင်သွားမှာဖြစ်ကြောင်းသူကပြောပါတယ်။ကျွန်တော်တို့ကလွတ်လပ်တဲ့နိုင်ငံခြားရေးမူဝါဒကိုရေးဆွဲထားပြီးဒီမူဝါဒကိုအကောင့်ထင်ဖော်နေပါတယ်။ဘင်္ဂလားဒေ့ရှ်အနေနဲ့အနေဆက်ကိုထိန်းထားဖို့အရေးကြီးတယ်လို့တပတ်မှရှိရဲ့သူနဲ့လည်း ဆက်တွေလုံရမှာပါလို့သူကပြောပါတယ်။အေအေနဲ့ဘင်္ဂလားဒေ့ရှ်အာနာပိုင်တို့ပြီးခဲ့တဲ့အေပီလာအတွင်းကဆက်တွေပြောဆိုမှုပေါ်ပေါက်လာခဲ့ပြီးတဲ့နောက်ဘူချုံမူကြီးမရောက်နိုင်ဦးဆောင်တဲ့စစ်ကောင်စီကအဆိုပါလုံရက်ကိုကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။အေအေနဲ့ဆွေးနွေးမှုတွေဟာမြန်မာရဲ့နေမြေစိုးမိုးရေးဆိုင်ရာဘင်္ဂလားဒေ့ရှ်ရည်တည်ချက်နဲ့ဆန့်ကျင်ခြင်းရှိမရှိသတင်းထောက်ကမေးမြန်းရမှာအမျိုးသားရေးအကြံပေးကအေအေဟာနေဆက်မှာရှိနေတဲ့သူတို့နဲ့ဆက်ဆံရမယ်ဒါအမှန်တရားပဲလို့သူကပြောပါတယ်။ နောက်ထပ်တပုတ်အနည်းနဲ့မြို့နယ်190မှာကျန်းမာရေးစောင့်ရှောက်မှုတွေတိုးမြင့်လှုံ့ဆောင်နေကြောင်း NUG ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကမြို့နယ်ပေါင်း190မှာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုလုံသား9000ကျော်နဲ့ဆောင်ရွက်နေရလို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကမေလ9ရက်နေ့ကထုတ်ပြန်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနဟာဒေသဆိုင်ရာကျန်းမာရေးတာဝန်ခံ29ဦးမြို့နယ်ကျန်းမာရေးတာဝန်ခံ229ဦးတို့နဲ့မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေရလို့ဆိုပါတယ်။စေယုံပေါင်း106ရုံစေကံပေါင်း108ခုရွှေရှားစေကံပေါင်း192ခုကျော်မှာ ာကျန်းမာရေးလုံသားအင်အား9098ဦးနဲ့ဒေသတည်တည်မှာကျန်းမာရေးစောင့်ရှောက်ပေးနေရလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။သခိုင်းတိုင်းဒေသကြီးတစ်ခုထဲမှာတင်ပြင်ပလူနာအရေအတွက်၄နှစ်အတွင်းစနတ်သိန်း၄တောင်း၁633တိကုသပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ မော်စကိုကိုစီးရီးပြအခမ်းအနားအကျိုးစစ်ကောင်စီတပ်များပါဝင်နေလို့ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံရဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲစီးရီးပြအခမ်းအနားအတွက်အထွေထွေအကျိုးလေးချင်းမှုကိုမြို့တော်မော်စကိုကရှင်းပြနေမှာဒီကနေ့ပြုလုပ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းနာဆီဂျာမနီကိုဆုတ်ပြီးရပြည်တော်စုကဆင်အောင်နိုင်ငံမှုနှစ်80ပြည့်ထိမ့်မှန်အခမ်းအနားကိုမေလ9ရက်နေ့မှာကျင်းပသွားမှာပါ။ရုရှားအနေနဲ့စီးရီးအင်အားနဲ့မျိုးချစ်စိတ်ထက်သန်မှုကိုဖော်ပြတဲ့အနေနဲ့စီးရီးပြအခမ်းအနားကိုနှစ်စဉ်ခမ်းအနားကြီးကြေစွာကျင်းပလိမ့်ရှိပါတယ်။အခုနေ့ရှင်းပြနေစီးရီးပြ ခန်းနာမှာတော့မြန်မာစစ်တပ်ကတပ်ဖွဲ့ဝင်တွေအပါအဝင်တခြားမဟာမိတ်နိုင်ငံတွေကတပ်ဖွဲ့ဝင်တွေလည်းပါဝင်ချီတက်သွားမှာဖြစ်ပါတယ်။ဒီနေ့လုတ်တဲ့အကျိုးစီးပြခန်းနာမှာစစ်ကောင်စီတပ်သားတို့ပါဝင်တာကိုတွေ့ရပါတယ်။မနေ့ပြန်မှပြုလုပ်မယ်ဒီခန်းနာကိုတရားဖို့အတွက်အာနာတင်းကောင်းဆောင်မင်းအောင်လိုင်ကဒီကနေ့မနေ့ပိုင်းနေပြည်တော်လေစိတ်ကနေရုရှားနိုင်ငံကိုထွက်ခွာသွားခဲ့ပါတယ်။ဒါဟာခုနှစ်တွင်စစ်ကောင်ဆောင်ရဲ့ဒုတိယမြောက်ရုရှားခီးစံလည်းဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်ကောင်စီတိုက်ခိုက်မှုကြောင့်တလအတွင်းအမျိုးသမီး80တောင်တိစုံနေကြောင်းတင်ဆက်ပေးပါမယ်။အပြစ် စ်ခတ်ရက်စဲထားတဲ့ကာလစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ဧပြီလ1ရက်နေ့ကနေ30ရက်နေ့အတွင်းအမျိုးသမီး80တအုပ်သေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ90ရှိခဲ့ကြောင်းမြမအမျိုးသမီးတမကက BWU ကထုတ်ပြန်ပါတယ်။ မလာ28ရက်နေ့ကမြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလင်လုတ်ခတ်ပြီးရဲ့နောက်ပိုင်းဒေါ်လာတက်ဖွဲ့ရီပါဝင်စစ်ကောင်စီကငလင်ဘေးကူညီကိစ္စရေးအတွက်ယာယီအပြည့်ရဲ့အကြောင်းအတိအကျညညာခဲ့ပြီးမြစ်ကောင်စီကအပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်တာတွေဆက်လက်လှုပ်ဆောင်ခဲ့တဲ့အတွက်အမျိုးသမီးနဲ့မိန်းကလေးငယ်တွေနေစင်းနဲ့များအသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်ဒီကာလအတွင်းစစ်ကောင်စီကလေကြောင်းကနေပုံချေတိုက်ခိုက်မှုကြောင့်59ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦးနဲ့စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်9ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်သေဆုံးခဲ့တဲ့အမျိုးသမီး 80တဝရဲမှာအသက်16နှစ်အောက်73ဦးပါဝင်ပါတယ်။တည်ဆုံးသူများစုကစကိုင်းတိုင်းကဖြစ်ကြပါတယ်။တရားရတဲ့အမျိုးသမီးတွေမှာလေးချောင်းတိုက်ခိုက်မှုကြောင့်40လက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦး၊မြေမြုပ်မိုင်းကြောင့်4ဦးနဲ့အာရခတက်တော်ဤတပ်ဖွဲ့ကမရင်းပြူကျင်နာကြောင့်တဦးပါဝင်ပါတယ်။ BUW ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးစစ်ကောင်စီပြောခွင့်ရသူနဲ့ AA ပြောခွင့်ရသူတွေကိုသတင်းဌာနကဆက်သွယ်ပြီးမယ်ဆက်သွယ်လို့မရဘူးလို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ဆက်လက်ပြီးလူမိုက်အပြင်လုံနေတဲ့ပြည်ပနိုင်ငံများကိုတတိထားကြဖို့ NUG ကဝင်ဝင်ကြီးဦးရီမုံပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီရဲ့လူမဆန်စွာလုပ်ရပေါ်လူမိုက်အပြင်လုံနေကြတဲ့ပြည်ပနိုင်ငံတွေကိုတတိကြီးကြီးထားကြဖို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကဝင်ဝင်ကြီးဦးရီမုံကတတိပေးပြောကြားလိုက်ပါတယ်။ မြန်မာပြည်ပေါ်ဩဇာလွှမ်းမိုးနဲ့ကိုကျိုးစည်းဝါးရှာနေတဲ့ပြည်ပနိုင်ငံတွေကိုတတိထားကြဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော်လီနင်းပြည်မင်ကွန်မှာ NUG ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကမေလ9ရက်နေ့မှာပြောကြားခဲ့တာပါအခုဆိုရင်မြန်မာရေးဟာကပအခင်းချင်းနဲ့လဲဆက်ဆက်လာတဲ့မြန်မာပြည်သူတွေရဲ့စံနာသဘောထားကိုလေ့လျူရှုပြီးမြန်မာပြည်ပေါ်ဩဇာလွှမ်းမိုးဖို့ကိုကျိုးစည်းဝါးအမျက်ထုတ်ဖို့ကြံ့ရွေးချက်နဲ့စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုလူမိုက်အားပေးလုပ်နေတဲ့ပြည်ပနိုင်ငံအချို့ရှိလာတယ်ဆိုတာကိုလည်းတတိကြီးကြီးထားတယ်လို့ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကပြောဆိုပါတယ် ဒါအပြင်စစ်ကောင်စီတပ်ထဲမှာကြန့်ရှိနေတဲ့တပ်မှုတပ်ဖွဲ့တွေအနေနဲ့လမ်းမရောက်စေရင်စစ်ဝါဒအတွင်းခေါ်ကိုအမြန်ဆုံးဆွလွတ်ကြဖို့ NUG ကကွင်းဝင်ကြီးဦးညီမော်ကတိုက်တွန်းထားပါတယ်စစ်ကောင်စီတပ်ထဲမှာကြန့်ရှိနေတဲ့တပ်မှုတပ်သားတွေအနေနဲ့လည်းပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အထိလမ်းမရောက်စေရင်မိစာဒိဋ္ဌိစစ်ဝါဒအတွင်းခေါ်ကိုအမြန်ဆုံးဆွလွတ်ကြဖို့တိုက်တွန်းလိုပါတယ်ဒီလိုသာဆွလွတ်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြန်မြန်ချမ်းသာရရမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့တတိပေးပြောကြားလိုကြောင်းပြောပါတယ်အာနာသိန်းစစ်ကောင်စီအနေနဲ့အရက်သားတွေကိုပြတ်မှတ်ထားတဲ့ င်းလေကြောင်းတိုက်ခိုက်မှုတွေကိုစူးစူးရွာရွာကျူးလွန်လာတာကိုတွေ့ရတယ်လို့ဦးရီမွန်ကဆိုပါတယ်။ PDF တမတော်နဲ့မဟာမိတ်တွေပုံမချစ်ကြည်ပိုစည်းလုံးပိုဟန်ချက်ညီပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့မဟာဗျူဟာမြောက်တိုက်ပွဲဝင်ကြရင်အဆုံးသတ်အပွဲမှာတိုင်းသားပြည်သူတရလုံးတွေဖြစ်နိုင်မယ်လို့ယုံကြည်ကြောင်း NUG ကကွေးဝင်ကြီးဦးရီမွန်ကပြောဆိုခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။